တပွဲလုံးကိုလုံးဝအန်တဂျိတ်ဂျိတ်နဲ့ကြီးခဲ့ရတဲ့ချက်စီသင်းရဲ့ပွဲစဉ်လိုပဲကျွန်တော်ပြောရမှာဖြစ်တယ်ပေါ့နော်ဆိုတော့မျောမှန်းထားတဲ့ရလက်နဲ့တော့တော်တော်ကိုကင်းကွာသလိုရလက်ကကင်းကွာသလိုဒီကျွန်တော်တို့စွမ်းဆောင်ရည်ပိုင်း performance ပိုင်းရဆလို့ရှင်လေ if switch down လို့မျိုး တော်တော်လေးတိုင်ပတ်နေတဲ့အသင်းတသင်းပေါ့နော်တော်တော်လေးဝီးဖြစ်နေတဲ့အသင်းတသင်းကိုချက်စီသင်းဟာတော်တော်လေးကြကုတ်ကြခဲနဲ့တပတ်ရဖို့အတွက်စူးစမ်းခဲ့ရတာက ထိုင်းကျားပြစ်သက်တွေတော်တော်လေးရှင်းတာဖို့တော့ကောင်းပါတယ်ဆိုတော့ဒီပွဲစဉ်လေးအပြီးမှာအဲကျွန်တော်တော်တော်လေးတော့ပထမတော့ဗီဒီယိုတော့လုတ်ချင်စေပြတ်တယ်ပေါ့နော်ဒါပေမဲ့လည်းအာဒါကျွန်တော်ရဲ့ညီကိုတွေကိုပြန်ပြီးတော့တင်ဆက်ပေးခြင်းနဲ့နောက်ပြီးတော့ပုံမှန်လေးလည်းကျွန်တော်ပြန်ပြီးတော့ထိတွေ့ခြင်းနဲ့နေထားမျိုးလေးတွေရှိတယ်ပေါ့နော်ဆိုတော့အဲကြောင့်ကျွန်တော်ဒီ review လေးတော့အချိန်ကြုံလေးလုတ်ချင်ပါတယ်ဆိုတော့ Chelsea တင်းဒီ top 4 race မှာတော်တော်လေး တရေးရှင်လောက်ကိုအရေးကြီးပြီးတော့နိုင်ငံမဲ့ပွဲစဉ်တွေဖြစ်တယ်။တစ်ဖက်က Ipswich နေကကလည်းဒါကြောင့်တို့ဟိုတန်းဆင်းစုံအနေရကနေပြီးတော့လုကင်းနိုင်အောင်လို့စူးစမ်းမှာပေါ့နော်။ဆိုတော့တစ်ဖက်က အသင်းရဲ့အခြေအနေကဒီလိုမျိုးဟိုနှစ်ချက်စဉ်းစားရမယ်ဗျာ။ပထမတစ်ချက်ကဒီအသင်းဒီဒီနောက်ဆုံးကစားထားတဲ့ form တွေကိုပဲကြည့်ကြည့်လက်တလုံးဒီအပိုင်းခြားမှာသူ့ရဲ့ဆွမ်းဆောင်ရည်ဘိုင်းကတော်တော်လေး ဟိုအခြေအနေမကောင်းဘူးဗျာဆိုတော့အဲ့ဒါတစ်ချက်နောက်အဲ့ဒီအတွက်ကိုယ်မှာအားသာချက်ရှိတယ်ကိုယ်သတိထားမဲ့ချက်ကကြတော့ဒီအသင်းဒီတေချာပေါက်တန်းစင်းစုံယုံအားနဲ့လာမှာဖြစ်တယ်ဆိုတော့တစ်ခုပဲပြင်ဆင်လာတယ်ချက်စီကအဲ့ဒါဘာလဲဆိုတော့တစ်ဖက်အသင်းဒီအားနေတဲ့အတွက်အသက်ကုန်တိုက်စစ်ဆင်မယ်ဆိုတဲ့ဟာမျိုးဖြစ်ပြီးတော့တစ်ဖက်မှာတော့တစ်ဖက်က Ipswich ရဲ့ကောင်တာတွေကိုဘလို့ပြန်ပြီးတော့ထင်းထင်းသိမ့်သိမ့်လေးအရန်လည်းလောက်ဆရာလို့တော့မဟုတ်ဘူးဗျာဟိုသူများတွေလိုမျိုးเนาะကျွန်တော်တို့တွေးခဲ့ဘူးတဲ့ ဟိုတချင်ကဗီလာတို့ညူကာဆယ်တို့လိုမျိုးခန်းစစ်ပိတ်ထားပြီးတော့လင့်လင်မြန်မြန်နဲ့ကျွန်တော်ကောင်တာကိုစရဂျီကြကြပြန်ဖောက်တဲ့အသင်းဆိုလဲထောင်းအခု Ipswich လောက်သွားတာဒီအဲ့လောက်ထိ view ကကြကြနဲ့ခုခံသွားတဲ့ဆိုတာထက်အဲရလာတဲ့အနေထားလေးကိုပဲအကောင်းဆုံးအသုံးချသွားတာအဲ့ဒါကိုတော့ Chelsea သင်းဟာကာကွယ်နိုင်ခဲ့ခြင်းမရှိတာကတော့တော်တော်လေးရုပ်ဆိုးအကြီးတန်းစေတာပဲဖြစ်တယ်အထူးသဖြင့်ဒီဂိုးသမားဆန်းချက်ကိုဘယ်လိုမျိုးမာရက်စ်ကအနေနဲ့ ရွှေညံတော်ဆူရောက်ပြီးတော့အကြိုက်တွေ့နေတယ်တော့ကျွန်မပြောတတ်ဘူးတပွဲလုံးစွမ်းဆောင်ရကြည့်လိုက်မယ်ဆိုလို့ရှိရင် safe တဲ့အပိုင်းဒီမှာလည်းတော်တော်လေးအားနေသလို modern goalkeeper ဆိုပြီးတော့เนาะလက်ရှိ modern football မှာကစားသမားတွေနဲ့ချိတ်ဆက်တဲ့ကိုယ်သမားတယောက်အနေနဲ့လည်းဘလို့မှမြင်အောင်ကြည့်လို့မရဘူးသူ့ရဲ့ cross တွေအားလုံးကတလွဲတွေကြီးပဲဆိုတော့ဒီလိုမျိုးအနေထားတွေကိုဘလို့များ Maris ကနေနဲ့ရှေ့ဆက်ချင်းတယ်လဲဆိုတော့ တော်လေးစဉ်းစားအကြက်တယ်ဒီလိုပဲမာဒူဂီဆိုလို့ရှိရင်လည်းတောက်လျှောက်တိုင်ပတ်နေတာသူ့ဟာသူအတိုးလုံးလေးနည်းနည်းလုံနိုင်တာလောက်ကလွန်ရင်ကျန်တဲ့အပိုင်းမှာချက်စီးတဲ့ညာတော်မှန်ကြီးကတော်တော်အဆင်မပြေခဲ့ဘူးเนาะဆိုတော့ဒုတိယပိုင်းမှာတော့အပြောင်းလဲချိုးပြုတ်လုပ်ခဲ့တယ်ပထမတိုင်းပိုင်းကထပ်ပို့ပြီးတော့ဖိဖိစီစီနဲ့တိုက်စစ်ကိုကစားတယ်ဗောဗျာပထမပိုင်းမှာလည်းဟိုပြိုင်ဘက်ကိုဖိတာဖိနေတာတကယ်တကယ်တမ်းမှာအဲ့လောက်ထိကျွန်တော်တို့ proper chance တွေမလုံနိုင်ဘူးပေါ့နော် ဆိုပရမပိုင်းကတော့တော်တော်ကို worst ဖြစ်တဲ့ game part ပဲလို့ကျွန်တော်ကတော့မြင်နေတော်တော်လေးဆိုးတယ်ပရမပိုင်းကနော်မမျော်လင့်မဲနဲ့ဟိုဒါကျွန်တော်တို့ Z2 တဲ့ဗျာဘလူးမမထင်ထားတဲ့အနေထားမျိုးကြီးကနေ Ipswich Town ကိုကျွန်တော်ကဥဆောင်ဝင်ပေးလိုက်ရတယ်ဒုတိယပိုင်းမှာတော့ Chelsea တင်းရဲ့ကစားပုံကောင်းလာတယ်ဒါပေမဲ့ကျွန်တော်တို့ကြည့်ရတဲ့လူတွေပေါ့နော် brother တို့လည်းခံစားမိပါပါကြည့်ရင်စိတ်တောင်တိတ်မရှိဘူးဗျာနော်အဲ့လိုအနေထားမျိုးဖြစ်တယ်ကောက်ပြီးတော့ထသွားကျင်တာဒါအရင်ကဆို Chelsea ပြည်သက်တဲ့အောင်သိပါတယ် ။ဟိုးရဲ့အလုံးမှာပင်ပန်းနေဆိုရင်တော့မှ Chelsea ဘွဲ့ဒီညရှိတယ်ဆိုလို့ရှိရင်ကိုစိတ်ထဲမှာအလိုလိုပျော်လာတာလေးပေါ့နော်။အခုတော့ဒီမှာကစားနေတဲ့ပုံကြီးကိုထိုင်ကြည့်ပြီးတော့တော်တော်လေးကျွန်တော်တို့မှစိတ်တကြနေရတဲ့အနေအထားမျိုးရင်ဆိုင်ခဲ့ရတာဖြစ်တယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့သူတို့ပုံပြီးတော့ဖိအားပေးကစားတယ်ဒါပေမဲ့ရီဘိုးတော့ကောင်းပါတယ်ဗျာနော်ကျွန်တော်တို့ပထမပိုင်းကလေးကခြေနေနေသဘောကျမိတဲ့အထဲမှာပါတဲ့ခူကူရယ်လာကပဲတိုက်စစ်မှုတယောက်လောက်ရမယ့်အလုပ်ကိုကိုလုံးပေးခဲ့တယ်လို့မြင်တယ် ူအနေနဲ့ဟိုးအဝေးကနေပြေးထွက်လာပြီးတော့မှဒါကျွန်တော်တို့ချပြလိုက်တဲ့အလုံးကိုအကောင်းဆုံးပိတ်သွင်းပြီးတော့ပထမခြေပါကိုရောင်းယူပေးတယ်အဲနောက်မှာကျွန်တော်တို့မာတူဂီနဲ့လူစားလဲလိုက်တယ်ဆန်ချိုကနေပြီးတော့တောက်လျှောက်ဆန်ချိုဖန်တီးပေးနေတာဒါပေမဲ့ကိုဘကကောင်နေအသုံးမချနိုင်တိုက်စစ်ကနော်လုံးဝအသုံးမချနိုင်တာအဲမှာနောက်ဆုံးသူလဲအမြင်မှန်ရပြီးတော့ကိုယ်တိုင်ပဲကန်တော့မယ်ဆိုပြီးတော့ဒါကိုသမားရဲ့ဘယ်ဘက်တောင်းနေကိုလှလှပပထဲ့သွင်းပြီးတော့ဒါကျွန်တော်တို့ ဒုတိယဥဆောင်ကိုရလိုက်တယ်အဲ့ဒီနှစ်ခုကပဲချက်စီသိန်းရဲ့ဒီပွဲစဉ်မှာအကောင်းဆုံးနဲ့အမြင့်ဆုံးအခိုက်အတန့်လို့မြင်တယ်ကျန်တာတွေကရွှေချောင်းတွေပဲတော်တော်ရွှေချောင်းတွေပဲဒါပေမဲ့တစ်ဖက်ကဂိုဒမာဖြစ်သူပေါ်မာကိုလည်းချီးကျူးခြင်းနဲ့နောက်ပြီးတော့အာခန်စစ်သားသမားအိုရှေးလည်းတော်တော်လေးအစ်ဆွစ်တောင်းတို့အလုံးလုံးသွားတော့တွေ့ရတယ်အစ်ဆွစ်တောင်းတွေနဲ့ဒါချက်စီသိန်းဒီလိုမျိုးသူတို့တိုက်စစ်ဆင်လာမယ်ဆိုတော့ကောင်းကောင်းရိတ်စားမိတာနဲ့အလျောက်ပေါ့နော်တော်တော်လေးသူတို့ရဲ့ခန်စစ်နဲ့ဂိုဒမာက ပြင်ဆင်လာဖို့ရတယ်အရေးပါတယ် safe တွေ cover တွေကိုလည်းကောင်းကောင်းလုပ်သွားနိုင်တာကိုတွေ့ရတယ်ဗောနော်ဆိုတော့ Chelsea အသင်းအနေနဲ့ကတော့ဒီခြေစွမ်းမျိုးနဲ့ဆက်သွားနိုင်မယ်ဆိုရင်တော့ top 4ဟာတော်တော်လေးပြိသက်တွေအတွက်ရင်ခုန်ရအောင်မယ်ဗျတေချာမှုမရှိသေးဘူးလို့ကျွန်တော်မြင်တယ်အခုထိလည်းဒီအချိုးကမပြောင်းလဲသေးဘူးဒါက Maresca ကိုကိုကိုပြန်တက်တဲ့အနေအထားမျိုးအထီတော်မှာဖြစ်သွားနိုင်တယ်ပေါ့နော်ပထမပိုင်းမှာလူထုပ်ပုံဆိုလို့ရှိရင်လေထိုးစင်ရဲ့ခိုးဝဲရဲ့ chalabay ကိုထုတ်လိုက်တဲ့အနေအထားကငကိုရဲမှာတလွဲလုံနေတဲ့မာတူကြီးရဲ့ညာချမ်းကတော်တော်လေးတည်သွားသလိုခန်းစီပိုင်းမှာဆိုလို့ရှိရင်လေဟိုမင်းလုံမာလားငါလုံမာလားဆိုတော့ပုံစံမျိုးတက်ရောက်သွားပြီးတော့တော်တော်လေးကျွန်တော် switch down ကိုမမ်းမာကန်လောက်တဲ့အချိန်မှာမနုမမာကန်လောက်တဲ့အချိန်မှာတော်တော်လေးအားနေတာကိုတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒုတိယပိုင်းမှာအဲ့ ကက်စတိုထည့်ပြီးတော့ထိုးစင်ထုတ်လိုက်တာတော့မှပို့ပြီးတော့အစင်ပြေသွားတယ်လို့ကျွန်တော်တို့မြင်တယ်အဲ့မှာမှ၅ပါလောက်ရမယ်ဆိုတော့သိသွားတယ်ပထမဘသူကဘာလုံးမယ်မှမသိဘူးကိုင်းထဲမှာဆန္ဒဘက်၃ယောက်ကချိတ်ဆက်ကမမိဘူးငိုရဲကလည်းတွဲကစားထားတဲ့ကစားသမားကြီးမဟုတ်တဲ့ခါကျတော့တော်တော်လေးယူခါလောက်အောင်ကိုခန်စစ်ကအပေါက်ကြီးတွေဖြစ်သွားတာပေါ့နော်ဒါကို issue down နဲ့အကောင်းဆုံးသုံးချပြီးတော့ချက်စီတဲ့ကိုဥဆောင်သွားတာဖြစ်တယ်ချက်စီတော်တော်လေးယုံလိုက်လို့သာဒါတေးဓမ္မကိုဗျာနော်ပြောခြင်းစိတ်တော့မရှိပါဘူးဒီတေးဓမ္မတော့နဲ့တော့ချက်စီကဒီဘွဲစီအိမ်ငွေကြီးမှမကစားသင့်ဘူး ဆိုတော့အဲ့လိုမျိုးပဲမြင်ပါတယ်။ Okay ဆိုတော့ကျွန်တော်အချင်းကြောက်လိုက်မယ်ဆိုရင်တော့ဒီရလက် jersey အသင်းနဲ့ကစားပုံအရာထိုက်တန်တယ်ဒါပေမဲ့ top four race အရာဆိုလို့ရှိရင်တော့လက်ခံလို့မရတဲ့ result ဖြစ်ပါတယ်လို့ပဲပြောကြရင်လည်းဒီကိုယ်တို့မြင်လေးလို့လည်းအောက်က comment box တွေမှာဝင်အောင်မှတ်ချက်ပေးသေးတော့ကြပါခင်ဗျာအားလုံးပဲ see you next video ပါနော်